အားလုံးမိမိလာပါရှင်ဒါကတော့ဒါ EPS part 1ပေါ့နော်သင်ယူသစ် part 1ကအခန်း3ရေမုံနွားပါဂျုံဘူဖြစ်ပါတယ်သူကဘာကြောင်းလဲဆိုရင်ဟန်ကူကေကိုရီးယားရေဒုံရှိမျိုးတွေအကြောင်းကိုပြောထားတာပါဆိုတော့ဘယ်လိုမျိုးတွေပြောထားလဲဘာတွေပြောထားလဲဆိုတော့ကိုအတူတူဖတ်ကြည့်ရအောင်ဟန်ကူကေနဲ့ကိုရီးယားမှာဆိုရင်ねဟန်ကေ ဒီဟန်ကေဆိုတာတခုဒီတော့လို့ဘာသာပြန်လို့ရတယ်ဟန်ကေချစ်ပြောရှိချစ်ပြောရှိဆိုတာကအထူးမြုပ်ချစ်ပြောတာဒါဆိုတာကထူးကြတယ်အနောက်ကရှီဆိုတာကမြုပ်เนาะတခုဒီတော့အထူးမြုပ်ဘာမြုပ်လဲဆိုရင်ဆိုးမြုပ်เนาะဆိုးဥလို့ခေါ်တယ်ဆိုးမြုပ်ဆိုးမြုပ်ဝါဆိုတာကနှစ်တခုဒီတော့အထူးမြုပ်ဆိုးမြုပ်နေတဲ့ဟန်ကေတခုဒီတော့ချစ်ပြောကြချီရှိအထူးကြချီရှိဆိုတာကကိုပိုင်အုပ်ချုပ်ခွင့်ရတယ်မြုပ် နော်ကိုရီးယားမှာတစ်ခုတည်းပဲရှိတယ်ကိုပိုင်အုံချုပ်ခွင့်ရမျိုးဆိုရင်ဆင်ချုံမျိုးနောက်ပြီးတော့ယောဆော့ကေယောဆော့ကေဆိုတာက6ခုပေါ့နော်ယောဆော့ဆိုတာက6ယောဆော့ကေဆိုတော့6ခုဆိုတာထက်ဒီမှာ6မျိုးလို့ပြောမှာပေါ့နော်မျိုး6မျိုးကိုခွမ်းယောရှိခွမ်းယောရှိဆိုတာကသူကဘာကိုပြောချင်တာလဲဆိုရင်음ဒီအရေးပါတဲ့မျိုးတွေပေါ့နော်နိုင်ငံတိုင်းမှာဆိုရင် ဒီဆက်မှုလက်မှုတွေလည်းထွန်းကားမယ်စီးပွားရေးတွေလည်းထွန်းကားမယ်မြို့တော်ပြီးလို့ရှိရင်တခြားလူနေထူထပ်တဲ့မြို့ပေါ့နော်လူနေများတဲ့မြို့မြန်မာနိုင်ငံလို့ပြောရမယ်ဆိုတော့ဒီမန္တလေးတို့လိုမျိုးပေါ့နော်အဲ့လိုမျိုးပုံစံဒါပေမဲ့ तू ကတိုင်းဒေသကြီးတို့ပြည်နယ်တို့လက်အောက်ကမြို့မဟုတ်သလိုတိုင်းဒေသကြီးပြည်နယ်တွေမရှိဘူး तू ကအဲ့လိုမျိုးမြို့၄၅၆ခုကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတာတခုနဲ့တခုအပြန်အလှန်ဆက်ဆက်မှုရှိနေတဲ့မြို့ပေါ့နော်အဲ့ဒီဟာကိုခွမ်ယောရှိလို့ခေါ်တယ်။အဲ့တော့ကိုရီးယားရဲ့ဒီခွမ်ယောရှိမှာဆိုလို့ရှိရင်သူတို့က မျိုး6မျိုးနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်။ဘာမျိုးတွေလဲဆိုရင်အင်ချောင်၊ဒေဂျုံ၊ဘူဆန်၊ဥဆန်၊ဒေဂူ၊ခွမ်းကျူဆိုပြီးတော့မျိုး6မျိုးနဲ့ဖွဲ့စည်းထားတဲ့ခွမ်းရော့ရှိကလည်းအီစင်မီတာရှိပါတယ်တဲ့။နောက်ပြီးတော့ဒီခွမ်းရော့ရှိမှဆိုရင်သူတို့ရဲ့ဒေတာတရအစိုးရလည်းရှိတယ်ပေါ့နော်။ကိုပိုင်အုတ်ချုပ်ခွင့်တော့မဟုတ်ပြီမြေကိုပိုင်အုတ်ချုပ်ခွင့်တူပါပဲပေါ့။ ဒါကပထမတစ်ချောင်းကပြောတာရှင်ကိုရီးယားမှာဆိုရင်တခုတည်းသောချစ်ပြောရှိဆိုးမျိုးရှိမယ်တခုတည်းသောကိုပိုင်အုံချုံခွင့်ရမျိုး၁၀ချောင်းမျိုးရှိမယ်နောက်ပြီးမျိုးချောင်းမျိုးနဲ့ဖွဲ့စည်းထားတဲ့ခွန်ယောရှိဆိုတာလေးရှိနေပေါ့နော်ဒါလေးကိုပြောထားတဲ့နောက်တစ်ချောင်းနောက်တစ်ချောင်းကကြတော့ဆိုးနင်ဆိုးကားတဲ့ဟန်ကိုကေဆိုကိုရီးယားမှာဆိုရင်ခါချန်ခွန်ခဒါဆိုတာကជីတီနင်းအနာနဲ့ပေါင်းတာတဲ့ခွန်ជីတော့ជីတဲ့ အရှိကခါချမ်းဆိုတော့အကြီးဆုံးเนาะခါချမ်းကဒါ adjective မှာဆိုလို့ရှိရင်နောက်ဆုံးပေါ့အမြင့်ဆုံးလည်းပဲအဲ့တော့ဒီမှာကြီးတော့ဆိုတော့အကြီးဆုံးဆိုလို့ကကိုရီးယားမှာဆိုရင်အကြီးဆုံးဒိုရှီတို့အကြီးဆုံးမျိုးဖြစ်ပြီးတော့တဲ့ဂျုံချီနိုင်ငံရေဂျုံတဲ့စီပွားရေမွန်နွားယဉ်ကျေးမှုတွေအဲဆိုတော့ရဲ့ဒီနိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုတွေရဲ့ဗာလဲဆိုရင် junction ကြီး ဂျွန်းချင်းကြီးဆိုတာကအချက်အချာဘဟုအင်မီတာဖြစ်ပါလေတဲ့ဆိုတော့ကအကြီးဆုံးလည်းဖြစ်တယ်နိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုတွေရဲ့အချက်အချာမျိုးလည်းဖြစ်ပါလေတဲ့ဂျူပြောင်းနေဂျူပြောင်းဆိုတာကပတ်ဝန်းကျင်ဒီဆိုမျိုးရဲ့ပတ်ဝန်းကျင်ပေါ့နော်ဂျူပြောင်းနေပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တဲ့ intern intern ကျုံကီတို့ intern ဆိုတာကလည်းမြို့ကျုံကီတို့ဆိုတာကလည်းမြို့ပဲเนาะဒီ intern တို့ကျုံကီတို့မြို့တို့နဲ့ပါထပ်ပြီးတော့ပေါင်းပြီးတော့တဲ့ ဘာလဲဆိုလို့ရှိရင်ဒီဆူတူခေါင်းပေါ့နော်ဟန်ကဲဆိုတာကအတူတူဒီမျိုးတွေနဲ့အတူတူပေါင်းပြီးတော့ဆူတူခေါင်းနဲ့အီတူမျိုးအီတူသားဆိုတာကပေါင်းစည်းပြီးဖွဲ့စည်းပြီးဆူတူခေါင်းဆိုတာကဘယ်လိုပြောရမလဲသူကဒီမျိုးတော် area လို့ပဲပြောရမှာပေါ့မျိုးတော်အပြင်ကိုမျိုးတော်အပြင်ကိုမျိုးတော်ကိုပို့ထားပြီးတော့တခြား ဒီနားမှာရှိတဲ့နေမြေတွေကိုပေါင်းစည်းထားတာမျိုးမြို့တော်ရဲ့ area လို့သတ်မှတ်ထားတဲ့နေရာအဲ့ဒါကိုစုတူကွန်လို့ခေါ်တယ်ဒီတော့ဒီဆိုးရဲ့ပဝန်းကျင်ကအင်းချုံနဲ့ခုံကီတူကိုပါအတူတူပေါင်းပြီးတော့စုတူကွန်ကိုဤလူမျိုးဖွဲ့စည်းထားပြီးတော့တဲ့ Ejioke Ejioke ဆိုတာကဒီအရှိကစုတူကွန်ကိုပြန်ပြောချင်တာမြို့တော် area ကိုပြောချင်တာဆိုတော့ဒီမြို့တော် area မှာဆိုရင်တဲ့ Oshi percentage က90%ရာခိုင်နှုန်းက nominal နောင်းတာဆိုတာကကြော်လွန်တာနင်းဆိုတော့နင်းအနာဂရမ်မာနဲ့ကြော်လွန်တဲ့ပြီးတော့90ရာခိုင်နှုန်းကြော်တဲ့ဟန်ကိုစားရမ်းတဲ့ကိုရီးယားလူမျိုးတွေကဂေါ်ဂျူဟာနီတာနေထိုင်ကြပါလေတဲ့ intonant inton ကတော့ဒေဟန်မင်ကူရဲ့ကိုရီးယားရဲ့ခေါင်းငုံတူဆိုခေါင်းငုံဆိုတာကတကားပေါ့တကားပေါ့ဆိုရင်ဒီမှာကကြတော့ဘယ်လိုပြောရမလဲ။ तू ကမြို့ဖြစ်တဲ့အတွက်ကိုရီးယားနိုင်ငံရဲ့အဝင်အထွက်မြို့လို့ပြောရမှာပေါ့။ เนาะကိုရီးယားနိုင်ငံရဲ့အဝင်အထွက်မျိုးဖြစ်ပြီးတော့တဲ့ပြောရမယ်ဆိုရင်ဒီကဝင်ဒီရထွက်เนาะဘာတွေရှိလဲဆိုရင် Incheon Gucci Gonghan Gucci Gonghan ဆိုတာကအပြည်ပြည်ဆိုင်ရာလေစိတ် Incheon အပြည်ပြည်ဆိုင်ရာလေစိတ်နဲ့ Incheon Han Han ဆိုတာကတင်မောစိတ် Incheon Incheon တင်မောစိတ်ရှိမယ် Incheon အပြည်ပြည်ဆိုင်ရာလေစိတ်က Weiji He Isimi da တည်ရှိပါတယ်တဲ့ဆိုတော့ပထမအပိုင်းမှာဆိုရင်ပထမဆုံးကိုရီးယားမှာက ဟန်ကေချစ်ပြောရှိဆုံးရှိမယ်ချစ်ပြောဂျာချီရှိကိုပါအောက်ချုပ်ခွင့်ရဆယ်ကျုံရှိမယ်ပြီးတော့မြို့ချောင်းမြို့နဲ့ဖွဲ့စည်းထားတဲ့ခွမ်ယောရှိရှိမယ်ဆိုးမြို့ကကိုရီးယားမြို့ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့စီးပွားရေးလူမှုရေးနိုင်ငံရေးယဉ်ကျေးမှုတွေရဲ့ဂျွန်းရှင်းကြီးအချက်အချာဖြစ်တယ် နောက်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်ကအင်းချုံနဲ့ခုံကီတူကိုပါအတူတူပေါင်းပြီးတော့ဆူတိုကောင်းကိုလည်းဖွဲ့စည်းထားတယ်ဆူတိုကောင်းဆိုတာကမြို့တော် area ပေါ့အဲ့ဒီမြို့တော် area မှာဆိုရင် soul about ဝင်သူ့ရဲ့ area ဒီမှာဆိုရင်တဲ့ကိုရီးယားလူမျိုး90ရာခိုင်နှုန်းကျော်ကနေထိုင်ကြတယ်ကိုရီးယားနိုင်ငံရဲ့အဝင်ထွက်မြို့ဆိုလို့ရှိရင်အင်းချုံမြို့ဘာလို့ဆိုရင်သူ့မှာအင်းချုံအပြည်ပြည်ဆိုင်ရာ၄ကျေးရှိတယ်အင်းချုံတင်ပေါ်စိတ်လည်းရှိတယ်နော်ဒါကပထမအပိုင်းကအဲ့ဒါကိုပြောထားတာကျတော့နောက်ထပ်တစ်ပတ်အ နောက်တစ်ပိုက်ကကြတော့ဘူဆန်ဘူဆန်နဲ့ဘူဆန်ကတော့ဟန်ကိုကေဆိုကိုရီးယားမှာဆိုရင်ထူဘွန်ကျေတို့ဒုတိယမြောက်အနေနဲ့ခွန်ဆိုတော့ကြီးတော့ဒုတိယအကြီးဆုံးဒိုရှီတို့မျိုးဖြစ်ပြီးတော့ဘူဆန်ကကိုရီးယားရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်ပြီးတော့တဲ့ဆဲကေချော့ကင်တကဘာလုံးဆိုင်ရနော်ကဘာကဘာလုံးဆိုင်ရဆိုတော့ဘယ်လိုပြောမလဲတကဘာလုံးနဲ့ပတ်သက်ပြီးတော့ကယူမိုးဆိုတာကအတိုင်းတာတစ်ခု အတိုင်းတာတစ်ခုဆိုရတဲ့ဒီဆေကေချော့ကင်ကင်ကိုဆိုရင်တော့ကမာနဲ့ရှင်နေတော့မှစံချိန်မှီလောက်တဲ့အရာလို့ပြောချင်တာကမာနဲ့ရှင်တော့စံချိန်မှီလောက်တဲ့ဘာရှိလဲဆိုရင်ဘူဆန်ဟန်ဘူဆန်တင်မိုစီရှိပါရဲ့တဲ့ဟန်ဆိုတာကတင်မိုစီဒီမှာလဲပါပြီးတာနော်ဘူဆန်တင်မိုစီကရှိပြီးတော့အာရင်တပ်ဥန်အာရင်တပ်တာကလှပတာဒီမှာနင်းဦးနာဂရမာလေးကတ်ထားတဲ့အာရင်တပ်ဥန်လှပတဲ့ပေပြုံပင်လေကန်းကြီးလေးဤစောရှိပြီးတော့ 많은အများကြီးသော관광객들이관광객자가ခရီးသွားဧည့်သည်တွေဘာလို့ကြလဲဘာမှူးနာမိတာနာရောက်လှဲ့ပတ်ကြည့်ရှုကြတယ်လှဲ့လေကြတယ်เนาะသူမှာတင်းမောစိတ်လည်းရှိတယ်လို့သူကသူစီမှာဆိုရင်ဒီအရန်ကူမှာလှပရဲ့ပင်လေကန်းကြီးလည်းရှိတဲ့ကကြောင့်မလို့ခရီးသွားဧည့်သည်လာရောက်လှဲ့ပတ်ကြပါလေတဲ့အင်္ဂနေနဲ့ Ingles ဆိုတာကလည်းအဲ့ဒီအနီးတဝိုက်ဒေတာပေါ့နော်။ဘူဆန်ရဲ့အနီးတဝိုက်ပါဆိုလို့ရှိရင်တဲ့ဘာရှိလဲဆိုရင်ဇာတုံးချကဂျူဆောင်းကတိမောတီဆောင်ရေဂျုံဝါဟာဆိုတာကဒီရေနံဓာတုစက်ယုံနေပေါ့နော်။ရေနံဓာတုထုတ်လုပ်တဲ့လုပ်ငန်းတွေဒီကားထုတ်လုပ်တဲ့လုပ်ငန်းတွေတိမောတီဆောင်ရေလုပ်ငန်းတွေရေနံဓာတုထုတ်လုပ်တဲ့လုပ်ငန်းဆာအော့ဆန်အော့ဆိုတာကရေနံဓာတုရေနံဓာတုထုတ်လုပ်တဲ့လုပ်ငန်းတွေရဲ့ဒီဆန်အော့ဆိုတာကဘယ်လိုပြောမလဲ။ ုပ်ငန်းပေါ့နော်6 up နဲ့တူတူလောက်တူတူလောက်ပါပဲ तू ကတော့နည်းနည်းလုပ်ငန်းကြီးတော့ပေါ့ဒီလုပ်ငန်းတွေကဖားတာတာဖားတာတာဆိုတာကဖွင့်ဖြိုးတူတက်တာနော်ဒီကားထုတ်လုပ်တဲ့လုပ်ငန်းတွေသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေရေနံဓာတုပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေဖွင့်ဖြိုးတူတက်တဲ့ခုံငော့ဆိုတာကစက်မှုသူရှိဆိုတာကမြို့တော့အဲ့တော့ခုံငော့သူရှိဆိုတာစက်မှုမြို့တော့ဖြစ်တဲ့ဘာမြို့လဲဆိုရင်ဥရုဆန်းမြို့ကအီစင်မီတာဥရုဆန်း 울산에있습니다울산မြို့လည်းရှိပါတယ်တဲ့부산ရဲ့အနီးတဝိုက်မှာဆိုလို့ရှိရင်울산မြို့ရှိတယ်울산မြို့မှာဆိုရင်ဒီကားထုတ်လုပ်တာတို့တင်မောထုတ်လုပ်တာတို့ရေနံဓာတုပစ္စည်းထုတ်လုပ်တာတို့ဒီလိုမျိုးလုပ်ငန်းတွေတိုးတက်နေပုံတော့ပြောရမယ်ဆိုရင်တော့စက်မှုမြို့တော့ပေါ့အဲ့ဒါမျိုးရှိပါတယ်ဒါကဒါဆိုရင်ဒုတိယအပိုက်ကိုလည်းနားလည်မယ်လို့ထင်ပါတယ်ရှင်ပြီးတော့နောက်တစ်ပိုက်သူကဘာပြောတာလဲဆိုလို့ရှိရင် ီဝေအေတို့အီဝေအေတို့ဆိုတာကဒါအပြင်ထပ်ပြီးတော့နော်ဒါအပြင်ကိုတဲ့ဟန်ကူကေကိုရီးယားရဲ့နမ်တုံးချုကင်နမ်တုံးချုကင်ဆိုတာကအရှိတောင်ဘက်ကိုရီးယားရဲ့အရှိတောင်ဘက်မှာဆိုလို့ရှိရင်တဲ့အရှိတောင်ဘက်ဖြစ်တဲ့ဂျုံဆန်းတို့ ကျွန်းစန်းတို့ခြေပန်းဒီကျွန်းစန်းတို့ကြည်နေပေါ့နော်ခြေပန်းဆိုတာကကြည်နေကိုရီးယားရဲ့အရှိတောင်ဘက်ဖြစ်တဲ့ကျွန်းစန်းတို့ကြည်နေမှာဆိုလို့ရှိရင်တဲ့ဆွန်မြူဆွန်မြူဆန်တော့ဆွန်မြူဆန်တော့ဆိုတာကအထည်အလေးလုပ်ငန်းနော်အထည်အလေးလုပ်ငန်းဒိုရှိအင်းဆိုတာကအထည်အလေးလုပ်ငန်းရဲ့မြို့တော်ဖြစ်တဲ့ဒေဂူကအီကိုပြောချင်တာကကိုရီးယားရဲ့ဒီနမ်သုံးကျို့ဆိုတော့အရှိတောင်ဘက်ဖြစ်တဲ့ ဂျွန်ဆန်းတို့ပြည်နယ်မှာဆိုရင်ဒေဂူမျိုးဆိုတာရှိတယ်အဲ့ဒီဒေဂူမျိုးမှာမှာအထယ်လေးလုပ်ငန်းတွေထွန်းကားရပေါ့နော်အဲ့လိုမျိုးမျိုးရှိပြီးတော့တဲ့နမ်ဆွန်တူကေဒါကအရှိအအနောက်တောင်ဘက်ဒါကအရှိတောင်ဘက်ဒါကအနောက်တောင်ဘက်အနောက်တောင်ဘက်မှာဆိုလို့ရှိရင်လေဂျုံနာတို့ပြည်နယ်ဂျုံနာတို့ကြီးပန်းကဂျုံနာတို့ပြည်နယ်မှာဆိုလို့ရှိရင်တဲ့မွန်နွာဝါယေဆုမွန်နွာဆိုတာကယဉ်ကျေးမှုယေဆုဆိုတာကအမှုပညာ နော်ဒီယဉ်ကျေးမှုတွေနဲ့အမှုပညာရဲ့ဒိုရှိအင်မြို့တော်ဖြစ်တဲ့ဗာမြို့လေခွမ်းဂျူမြို့ကရှိပါတယ်တဲ့။ဒါမင်းနော်သူကအပေါ်ကပြောခဲ့တဲ့အပြင်ကိုဒါအပြင်ကိုကိုရီးယားရဲ့အရှိတောင်ဘက်မှာဆိုလို့ရှိရင်ဒီအထယ်လေးလုပ်ငန်းတွေလုပ်တဲ့ဒေဂူမြို့ရှိတယ်။သူကဘဲကလေဆိုရင်ဂျုံဆန်းသူပြည်နယ်က အနောက်တောင်ဘက်မှာဆိုလို့ရှိရင်လည်းခြုံရသူပြည်နယ်မှာဆိုရင်ဒီရင်ကျေးမှုနဲ့အမှုပညာမျိုးတော်ဖြစ်တဲ့ခွမ်းကျူမျိုးဆိုတာရှိပါတယ်တဲ့ဟန်ဖြုံဟန်ဖြုံဆိုတာကနောက်တစ်ဖက်မှာထပ်ပြီးတော့တဲ့ခြေကြုံထပ်ပြောကြချီရှိခြေကြုံခုနကပြောခဲ့တဲ့ခြေကြုံမျိုးသူကဘာမျိုးလဲဆိုရင်ထပ်ပြောကြချီရှိအထူးကိုပါအုပ်ချုပ်ခွင့်ရထားတဲ့မျိုးနော်တဖက်မှာဆိုလို့ရှိရင်ဒီခြေကြုံအထူးကိုပါအုပ်ချုပ်ခွင့်ရထားတဲ့မျိုးကလေတဲ့ 2020년2020년2012ခုနှစ်ကလေးကနေပြီးတော့ head on of mood head on of mood ဆိုတာကအုတ်ချုပ်ရည်အလုပ်လို့ပြောရမှာပေါ့နော်သူကကိုယ်ပိုင်အုတ်ချုပ်ပြင်ရထားတာဖြစ်တဲ့အတွက်အုတ်ချုပ်ရည်အလုပ်တွေကိုလုပ်ရတယ်ဒီအုတ်ချုပ်ရည်အလုပ်တွေကို you you job guru ဆိုတာကထိထိရရအုတ်ချုပ်ရည်အလုပ်တွေကိုထိထိရရစူဟင်းဟာကီဝီနဲ့စူဟင်းဟာတာဆိုတာကဖြည့်စည်းတာပြည့်စုံအောင်လို့လုပ်တာ kiwi ဟဲဆိုတာကဖို့အတွက်နော်အုတ်ချုပ်ရဲ့အလုံးတွေကိုထိထိရောက်ဖြည့်စည်းဖို့အတွက်မန်ဒရောချင်းမန်ဒရောချင်းပြုတ်လောက်ထားတဲ့ဟဲဂျုံဂျုံရှင်ပုဖတ်တူဟဲဂျုံဟဲဂျုံဂျူရှိပုဖတ်တူရှိလို့ဒါကဘာကိုပြောလဲဆိုရင်သူကနည်းနည်းလေးတော့မှတ်ရတာရှိတယ်ပေါ့နော်သူ့ရဲ့အတိတ်ဘယ်ကကြာဒီဘတ်ဆောင်တော့အုတ်ချုပ်ကြီးမြို့တော့ပေါ့ဒါကိုဘတ်ဆောင်တော့အုတ်ချုပ်ကြီးမြို့တော့အဲ့ဒီလိုမျိုး ဒီအုတ်ချုပ်ရည်အလုပ်တွေကိုပို့ပြီးတော့ထိထိရရလောက်ကင်နိုင်မှုအတွက်ဗတ်စုံတော့အုတ်ချုပ်ရည်မျိုးတော်အဖြစ်နဲ့ဖန်တီးခဲ့တာပေါ့နော်အဲ့လိုမျိုးဖန်တီးခဲ့တဲ့အထိမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုရင်ဖြူယူဘူးပညာရေးဝန်ကြီးဌာနတည်ကိုယုံဒူထုံဘူးကိုယုံဒူထုံဘူးဆိုတာကအလုပ်အကင်နဲ့အလုပ်သမားဝန်ကြီးဌာနတည်သင်စတဲ့သေးဘူးဘူးနဲ့နော်အများစုရဲ့ဘာတွေလဲဆိုရင်ချုံဘူးဘူးချောအစိုးရဌာနတွေကဝီချီဟဲအီစီမီတာ တည်ရှိပါရဲ့တဲ့ပြောချင်တာကတော့ तू ကကိုပိုင်အုပ်ချုပ်ခွင့်ရဖြစ်တဲ့အတွက် तू စီမှာဆိုရင်ကိုပိုင်ဝန်ကြီးဌာနကိုပိုင်အစိုးရဌာနတွေရှိတယ်လို့ပြောချင်တာပေါ့နော်အင်္ဂန်းနဲ့အင်္ဂန်းဆိုတာဒီမှာလေအပေါ်မှာလည်းပြောခဲ့တယ် तू ကအနည်းတဝိုက်အနည်းတဝိုက်မှာဆိုရင်သူ့ရဲ့ဒီခြေကျုံးရဲ့အနည်းတဝိုက်မှာဆိုလို့ရှိရင်တဲ့ဂျုံဘူဆောင်ကဟိုနမ်ဆောင်ဂျုံဘူဆောင်နဲ့ဟိုနမ်ဆောင်ကိုဂျီနာခါတာဂျီနာခါတာဆိုတာကကြော်သွားတာ ဖြတ်ကျော်သွားတာအနောက်ကအင်းနင်းအင်းနာခရမာနဲ့ကလိုက်တော့ဖြတ်ကျော်သွားတဲ့နော်ဂျုံပူဆောင်းနဲ့ဟူနန်ဆောင်းကိုဖြတ်ကျော်သွားတဲ့ဂျိုထုံးဆိုတာကလမ်းပန်းဆက်သွယ်ရေးအဲ့တော့ပြောတော့ဒီနေရာဒီကိုဖြတ်သွားတဲ့လမ်းကြောင်းပေါ့နော်အဲ့လိုလမ်းကြောင်းလမ်းပန်းဆက်သွယ်ရေးရှိပြီးတော့တဲ့ဝါဟက်အေဂျူရှင်ဂျီဝါဟက်ကဂျူရှင်ဂျီဆိုတာဝါဟက်ဆိုတာကတိတ်ပန်းဂျူရှင်ဂျီဆိုတာကအချက်အချက် ဆိုတော့ဘယ်လိုပြောမလဲဒီတိတ်ပန့်ဆိုင်ရာတိတ်ပန့်ဆိုင်ရာအချက်ချာကြတဲ့မျိုးပေါ့နော်အဲ့လိုမျိုးတိတ်ပန့်ဆိုင်ရာအချက်ချာကြတိတ်ပန့်ပညာတွေထွန်းကားတဲ့မျိုးလို့ပြောမှာပေါ့အဲ့လိုမျိုးဖြစ်တဲ့ဘာမျိုးလဲထေချုံကြီးဤစင်မီတာထေချုံမျိုးလေးရှိပါတယ်တဲ့ဒါဆိုလို့ရှိရင်ဒါလေးကိုရမယ်လို့ထင်ပါတယ်ရှင်သူကနည်းနည်းလေးတော့ခတ်တယ်ပေါ့နော်အပြင်မဲ့တေချာလေးကြည့်ရင်တော့နားလည်သွားမှာပါဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုနဲ့ 它比对家管理新。